ွေခဏခဏနာတရားတွေခဏခဏထိုင်ပြီးမှတော့ဒေါသဖြစ်စရာနဲ့ကြုံတွေ့တဲ့အချိန်တိုင်းမှာဒေါသကိုမထိန်းချုပ်နိုင်ဘူးစိတ်ပညာရဲ့အကြောင်းကိုသိတဲ့ IQ ညစ်တယ်လို့လည်းကိုကိုကိုခံယူထားတယ်တစ်ချိန်တည်းမှာပဲဒေါသဖြစ်စရာနဲ့ကြုံတွေ့တဲ့အချိန်တိုင်းမှာကိုယ့်ရဲ့ဒေါသကိုကိုကိုကောင်းကောင်းမထိန်းချုပ်နိုင်ဘူးနေရာတစ်ခု level တစ်ခုအဆင့်တစ်ခုရှိပေမဲ့လို့ဒေါသဖြစ်စရာနဲ့ကြုံတွေ့လိုက်တဲ့အချိန်တိုင်းမှာကိုယ့်ရဲ့တိတ်ခါမှုတော့မထောက်ဖဲနဲ့ဒေါသတွေဖြစ်နေပြီးကိုယ့်ရဲ့ဒေါသကိုကောင်းကောင်းမထိန်းချုပ်နိုင်ဘူးဆိုတော့ဒီအချက်လေးတွေနဲ့ထိန်းချုပ်လို့ရပါတယ်ဒေါသဖြစ်တယ်ဆိုတာကလူတိုင်းတော့ဖြစ်နေဖြစ်ထားရှိရဲ့ ဒေါသပေါက်ကွဲပုံချင်းကြွားချချသလိုအနေနဲ့အများတော့ကြွားချသွားတတ်ကြတယ်ဒေါသဖြစ်တယ်ဆိုတာလည်းအကြောင်းရှိလို့အကျိုးဖြစ်တာဖြစ်တယ်အဲ့တော့ဘလို့အချိန်မှာဒေါသဖြစ်တယ်ဆိုရင်တော့ဂယူဆိုင်ခံရတဲ့အခါမှာ ကိုကိုကိုလွတ်လွတ်လပ်လပ်ထိန်းချုပ်ခွင့်မရတဲ့အခါမှာနောက်တစ်ခုကကိုယ့်ရဲ့စန္ဒလိုအပ်ချက်တွေကိုကိုကတစ်ဖက်သူကိုထုတ်ပြခြင်းနဲ့ပင်မဲ့လို့ပုံစံလွဲမားစွာနဲ့ကိုကထုတ်ပြမိတဲ့အခါမှာလည်းဒေါသအဖြစ်ပေါက်ကွဲထွက်သွားတတ်ကြတာဖြစ်တယ်။ဒါဆိုလို့ရှိရင်ကိုရဲ့ဒေါသတွေကိုဘယ်လိုထိန်းချုပ်လဲဆိုတော့နံပါတ်1ကချက်ချင်းမတုံ့ပြန်ပါနဲ့။ဒေါသဖြစ်တဲ့အခါမှာချက်ချင်းမတုံ့ပြန်မဲနဲ့ခဏလောက်အောင့်ခဏလောက်စောင့်ကြည့်လိုက်ပါ ဒုတိယတစ်ချက်ကတော့ဒေါသဖြစ်နေတဲ့အချိန်မှာကိုယ့်ရဲ့ခန္ဓာကိုယ်ကိုကိုယ်တတိတက်ဖို့လိုအပ်တယ်။ဘာကြောင့်လဲဆိုရင်ဒေါသဖြစ်တဲ့အခါမှာအသက်ရှူရေးမြန်နေ၊နှထင်ကြောတွေတင်းလာတယ်၊သွေးတွေတိုးလာတယ်။အသက်ရှူလို့မမှန်တော့တာဖြစ်တဲ့အတွက်အဆုတ်ကိုထိခိုက်နိုင်တယ်လို့လဲမျိုးတွေကိုလည်းထိခိုက်နိုင်တယ်။ဒါအပြင်ဒေါသအရင်ကြီးတဲ့တစ်ဖက်သူကိုခွင့်မလွတ်နိုင်ဘူးဆိုလို့ရှိရင်ကင်ဆာရောဂါဖြစ်လာနိုင်တာ၊သွေးတွေစောင့်တိုးတာစသဖြင့်ဒါမျိုးတွေလည်းဖြစ်လာနိုင်တယ်။နောက်ထပ်တစ်ချက်ကတော့ဒေါသဖြစ်စေတဲ့အကြောင်းရင်းကိုကိုကရှာကြည့်ပါဥမာเนาะကိုလိုအပ်ချက်ကဘာလဲကိုဖြစ်ချင် တာကဘာလဲအဲ့အရာကိုကိုယ့်ရဲ့ကိုယ့်ရဲ့စိတ်ကိုကိုယ်တတိကပ်ပြီးတော့မှနော်ကိုဖြစ်ချင်တဲ့အရာလေးကိုတစ်ဖက်သူကိုကိုဝင်လဲလဲအေးအေးဆေးဆေးပြောပြခြင်းအပြင်ကဒေါသထွက်เสียမလို့တော့ဘူးပေါ့နော်အဲ့တော့မိတ်ဆွေကကိုယ့်ရဲ့စိတ်ရဲ့ညှိုးဝှက်ချက်တွေကိုသိချင်တယ်ဒေါသကိုကောင်းကောင်းထိန်းချုပ်တတ်ချင်တယ်ဒါအပြင်ကြောက်စိတ်တွေဝမ်းတဲ့စိတ်တွေကိုလည်းကိုကကောင်းကောင်းထိန်းချုပ်တတ်ချင်တယ်ဆိုလို့ရှိရင်တော့ The Secret of Your Mind ဆိုတဲ့တဲ့ထဲမှာသွားဆောင်လို့ရတယ် 33333ကျန်တဲ့နောက်ထပ်5ဦးရအောင်မှာဖြစ်တဲ့အတွက်မိတ်ဆွေကမီရိုကို screen shot ရိုက်ပြီးတော့မှသွားပြီးတော့အက်လို့ရပါတယ်။ဒါအပြင်မိတ်ဆွေကအချိန်နှစ်ရက်ထဲနဲ့ကို့မှာရှိနေတဲ့ဒေါသတွေ၊ကြောက်စိတ်တွေ၊ဝမ်းနည်းစိတ်တွေနော်စိတ်ထရမာတွေကိုကိုကလွတ်ချကျင်နေသလိုရှိရင်တော့ hypnotherapy ကုထုံးခံယူကြည့်ပါ။ hypnotherapy ကုထုံးကတကြိမ်ခံယူလိုက်ရုံနဲ့မိတ်ဆွေမှာရှိနေတဲ့ဒေါသတွေ၊ကြောက်စိတ်တွေ၊ဝမ်းနည်းစိတ်တွေကပျောက်ပြတ်သွားတာဖြစ်ပါတယ်။ကျေးဇူးများတင်ပါတယ်ရှင်။ဘုကတော့ trainer coach တယောက်ပါ။